အစောတန်တဲ့ယုံကလေးတနေ့တွင်တတော်ထဲမှာအစောတန်တဲ့ယုံကလေးတကောင်ရှိပါတယ်။သူဟာမနက်ခင်းတိုင်းသူ့မိသားစုနဲ့အတူ စားစရာရှာဖွေရင်းပျော်ရွှင်စွာနေထိုင်ပါတယ်။ဒါပေမဲ့သူ့မှာတခုတည်းသော ပြဿနာကသူဟာအယံကိုစော့ကျင်နေတတ်ပြီးဘယ်ယာကိုမဆိုစူးစမ်းလိုစိတ်များနေတတ်ပါတယ်။ ။ဒီနေ့မှာတော့ယုံကလေးဟာသူ့မိသားစုနဲ့ဝေးရာကိုလမ်းလျှောက်သွားမိပြီးတစ်ပင်ကြီးတစ်ပင်ရဲ့အနီးမှာထူးဆန်းတဲ့လှိုင်ကူတစ်ခုကို တွေ့လိုက်ပါတယ်။သူဟာစူးစမ်းလိုစိတ်နဲ့လှိုင်ကူတဲကိုဝင်လိုက်ပါတယ်။လှိုင်ကူထဲမှာထူးဆန်းတဲ့အလင်းတွေအတန်တွေနဲ့ပြည့်နှက်နေပြီးယုံကလေးဟာစိတ်လှုပ်ရှားသွားပါတယ်။ ဒါပေမဲ့ရုတ်တရက်လှိုင်ကူတဲကအလင်းတွေပျောက်ွယ်သွားပြီးယုံကလေးဟာအမောင်ထဲမှာလမ်းပျောက်သွားပါတယ်။သူဟာကြောက်လန့်ပြီးငိုကြွေးလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ငိုတန်းကိုကြားလိုက်တဲ့သူ့မိဘတွေဟာလှိုင်ကူတဲကိုဝင်လာပြီးသူ့ကိုကယ်တင်သွားပါတယ်။ဒီအဖြစ်ပြက်ကနေယုံကလေးဟာသင်ငန်းစာရောက်သွားပါတယ်။သူဟာစူးစမ်းလို့စိတ်ရှိရင်ရပါတယ်။ဒါပေမဲ့အနည်းငယ်ကိုသတိထားဖို့လဲလိုအပ်တယ်ဆိုတာ နားလည်သွားပါတယ်။